လင်းနေလောက်ထိပွဲပယ်ခံရနိုင်တဲ့မြန်မာလူတွေရဲ့ယူကရိန်းဒီမှာအလုံးမဲမင်္ဂလာပါမူဒရဆိုတာတစ်ချိန်လုံးကရှတာဒုနဲ့အတင်းနဲ့တူတောက်ပခဲ့ပြီးတော့ယူကရိန်းနေမှာဆိုပြီးတော့ပါတင်စားခံခဲ့ရပါတယ်မူဒရကိုစင်မြန်ကြီးတို့ကလည်းအသေးရအရှင်ရလူချင်းခဲ့ပြီးတော့ခေါယူနိုင်မှုထီတောင်နေကြခဲ့တာပါဒါပေမဲ့လည်းမြန်မာလူတို့ကတော့မူဒရကိုကြားပြတ်လူယူသွားနိုင်ခဲ့ပြီးတော့ပေါင်ဆက်ဆက်ကိုတန်းနဲ့ကြားပြတ်ခေါ်သွားခဲ့ပါတယ်ဇာတုံးကတော့စင်မြန်ကြီးတို့လည်းမူဒရကိုမရလိုက်တာကြောင့်အနှဲငယ်ပောက်ကွဲခဲ့ကြရပါတယ်ဒါပေမဲ့အခုတော့မူဒရကိုမခေါ်နိုင်ခဲ့တာကြောင့်နောက်တော့မရတဲ့အပြင်ကျေးဇူးတောင်တင်နေကြပြီဖြစ်ပါတယ် ဝူဒရာညီမလေးတို့စီမပါပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲနဲ့အရန်ကစားမှဖြစ်ပဲရှိခဲ့ရပါတယ်။ဒီလိုအချိန်ညှို့မှာပဲမူဒရာကတားမြစ်စီပါကြာသွားခဲ့ရပါတယ်။မူဒရာကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလေးကတားမြစ်ဆွေ30တန်းစစ်ဆေးတွေ့ရှိခဲ့ပြီးတော့ပွဲကစားခွင့်လည်းပိတ်ပင်ခံရတာပါ။မူဒရာစီမစစ်ဆေးတွေ့ရှိထားတဲ့တားမြစ်ဆွေအမျိုးအစားကိုထုတ်ပြန်ထားခြင်းမရှိသေးပေမဲ့ထွက်ပေါက်နေတဲ့သတင်းတွေကတော့မက်တိုနီယန်ဆေးတမျိုးဖြစ်တယ်လို့သိရပါတယ်။ဒီစရာအာရုံကြောင့်နဲ့နှလုံးရဲ့ဆန်းဆောင်ရည်တွေကိုပြင့်တင်ပေးတဲ့စီရီမျိုးဖြစ်ပြီးတော့ UK မှာတော့တားမြစ်ပိတ်ပင်ထားပါတယ်။ ်မူထရကတော့သူ့အနေနဲ့ဘာသာမြစ်ဆေးကမှမတုံထားခဲ့သလိုအခုထုတ်ပြန်ကြကြအားအသင့်ရတယ်ဆိုပြီးတော့အယူခံတွေလည်းဝင်ထားခဲ့ပါတယ်အဖေရဲ့အချင်းချင်းဆက်ဆဲမှုတွေအပြီးမှာတော့တာမက်ဖေးသုံးဆွဲထားခဲ့တယ်ဆိုတဲ့အဖြစ်ပဲထပ်ပေါ်လာခဲ့ပါတယ်။ အကြောင်းလက်ရှိမှာဆိုရင်အဖေကလည်းမူထရက်ကိုတားမြစ်ဖေးသုံးဆွဲထားတဲ့ပုံမှန်နဲ့ဆွဲချက်တင်လိုက်ပြီလို့သိရပါဗျ။အဖေရဲ့စီမင်းဒီအရာတားမြစ်ဖေးသုံးဆွဲထားတဲ့ကစားသမားကိုပွဲပွဲပြစ်ဒဏ်အနေနဲ့လင်းလင်းလောက်ထိချမှတ်လေးရှိပါဗျ။လက်ရှိမှာမူထရက်ကအသက်24နှစ်ရွယ်ရှိနေပြီဖြစ်ပါဗျ။အကြောင်း၄နှစ်ပွဲပွဲပြစ်ဒဏ်သာချမှတ်ခံရမယ်ဆိုရင်တော့အသက်29နှစ်လောက်ရောက်မှဘလုံးပြန်ကစားဝင်ရတော့မှာဖြစ်ပါဗျ။မူထရက်ကိုယ်တိုင်ကလည်းသူ့ရဲ့ဆေးဆစ်မှုအဖြစ်အရာတားမြစ်ဖေးတွေးရှိခဲ့တယ်ဆိုပြီးတော့ပြစ်ဒဏ်တွေကိုအတိပေးထားခဲ့ပေမဲ့သူကတော့မသုံးဆွဲခဲ့ဘူးဆိုတာကိုယုံကြည်နေတော့မှာဖြစ်ပါဗျ။ မူဒရာညမာလီတို့စီကိုရောက်ပြီးကြတဲ့ကချေဆမ်းမိုင်းရရုံးကန်နေကြရပြီးတော့ပွဲခွနဆက်ကျော်ကစားရမှာ19တာတင်းနိုင်ခဲ့ပါတယ်။အခုဆိုရင်တော့နှစ်ရှိပွဲပဲပြတ်တမ်းမှာချမှတ်ခံရဖို့ရှိလာခဲ့ပါပြီ။အကြောင်းညမာလီတို့အနေနဲ့မူဒရာအတွက်ပေးချေခဲ့ရတဲ့ပေါင်89တန်းကပလုံရတော့မဲ့ဖြစ်ကိုရောက်ရှိနေပါတယ်။ဇာတ်လုံးကတော့မူဒရာကိုမခေါ်ယူနိုင်ခဲ့တာကဆင်မန်ကြီးတို့အတွက်ကြေကွဲစရာဖြစ်ခဲ့ရပေမယ့်အခုတော့ချိန်ပြီးကျင်းတဲ့အမှတ်ဖြစ်ကိုရောက်ရှိသွားခဲ့ရပါပြီ။ဆုံးနေကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။